အားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဆရာစင်မင်းဒနုပြုရဲ့ကျွန်ုပ်နဲ့မြောက်ဆိုးပေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာမို့နားဆင်ပေးပါအောင်ရှင်ကျွန်ုပ်ရဲ့နေစာတူဝအလုတ်ကအမဲလိုက်ခြင်းလုပ်ငန်းပင်ဖြစ်တဲ့မနက်မိုးလင်းတာနဲ့လက်ဆွဲတော်နှလုံးပြုတ်တဲ့ကိုယူပြီးတော့တော်ရဲကိုဝင်ရတယ်ဝမ်းစာရည်အတွက်ရှာဖွေရချေပြီးမဟုတ်ပါလားကဲကဲနေမထွက်ခင်တော်ရဲဝင်ကြကျွန်ုပ်နေ့စဉ်တော်ရဲကိုသွားတဲ့လမ်းကလူတကူစာလောက်သာရှိတဲ့လမ်းဖြစ်တယ် ကျွန်ုပ်ရှိကရှောင်းရင်ဘိုက်ကလေးကနောက်ကနေလိုက်တယ်။ရှင်ပေါတန်းရှောက်လို့မရအောင်ရှိကမြ мян သွားကျွန်ုပ်တော့ရဲကိုဝန်နာနဲ့ရှေ့ဆုံးမှာကျွန်ုပ်ရဲ့ခေါင်းကိုတတိပုတ်တလုံးဖြင့်ပြစ်တဲ့မြောင်လဲကျော်တကောင်လေးရှိတယ်။ထိုမြောင်လဲကျော်ကလွန်စွာမှလိမ့်မြန်ပါတယ်။ကျွန်ုပ်ကိုပြစ်ပြီးဟာနဲ့ဖြက်ကနေဖြက်ကနေထွက်ပြေးသွားတာကမျက်လုံးပင်လိုက်လို့မမိတော့ဘူး။တွေ့ကြသေးရပေါ့။နောက်နေတော့ရဲကိုဝင်လိုက်တာနဲ့တနက်တန်ကိုအသင့်ပြင်ပြီးတတိကြီးစွာထားကဝင်ခဲ့ပါတော့တယ်။ မြောင်လဲကျော်ရဲ့အရေးအယံမတွေ့ရပါဘူး။ဒီကောင်ငါ့ကိုကြောက်သားပြီထင်တယ်။ထိုးနောက်နောက်ကျောမှကြောက်ခဲတလုံးနဲ့ပြက်ပေါက်ချလိုက်တယ်။အောင်မလေးပြကျွန်တော်လွန်စွာမှဒေါသထွက်သွားပြီးတနက်ပြည့်ရမ်းပြီးပြစ်ချလိုက်တယ်။တရွက်များသာတဝဲလေလေကြလာတယ်။ဒီကောင်ကိုအရေးအယံမတွေ့ရဘူး။ဒီနေ့တော့ရှိသေးတော့နောက်နှစ်ရက်ကြာတော့ပြက်ထွက်လာခဲ့ချေရာထုံးစံတိုင်သတိထားပြီးလမ်းချင်းလေးမှဖြတ်လာမမျောလင်းပဲရှိတဲ့တဲ့မှရှုံးပွက်ဖြစ်မျက်နာကိုပြက်ပေါက်ခြင်းခံလိုက်ရပါတယ်။ ကျွန်တော်ရဲ့ဒေါသကပြောလို့မကောင်းနိုင်တော့ဘူး။တက်ပင်ပေါ်ကို၄၅ချက်ပြစ်ချလိုက်တယ်။ဒီကောင်ရဲ့အရေးရောင်မြပဲမမြင်ရအောင်။စက်တော့မြောက်တရေမြလား။ဟာတရေကလည်းနေရင်ကြီး၆ပါမလား။ကျွန်တော်ကထိုမြောက်ဆုပ်ကိုဘလို့တုတ်တင်ရမလဲကိုစဉ်းစားနေရတယ်။ဒီမြောက်ဆုပ်ကိုပညာပေးရမယ်။ကျွန်တော်မှမြောက်ဆုပ်ကိုပညာပေးရင်ချိန်နည်းမြစဉ်းစားနေချေတော့တယ်။နောက်ဆုံးအကြံတစ်ခုရလိုက်တယ်။အဲဒီနောက်မှာတော့ မြောင်းများယူလာပြီး450ကိုခေါင်းပေါ်မှာဆွတ်ပြီးကျွန်ုပ်နဲ့ဘိုက်ကလေးမြောင်းစုံမြင်နိုင်တဲ့နေရာမှာလှုပ်ပြတယ်။ဘာလို့တားလဲ။အမှန်တကယ်တော့ထုံငရှင်ထောင်းတဲ့မြုံကကျွန်ုပ်တို့ရဲ့ခေါင်းမဝင်နိုင်ဘူး။ဟန်ပြခေါင်းပေါ်မှာဆွတ်လိုက်ချလိုက်လှုပ်ပြနေခြင်းဖြစ်တယ်။ထို့နောက်ထုံမြုံကိုဒီတိုင်းပြစ်ချထားလိုက်ပါတယ်။ကျွန်ုပ်တို့လည်းမလန်းမကန်မှကြည့်နေလိုက်တယ်။မကြပါဘူး။တပင်ပေါ်မှာမြောင်းအုပ်ဆင်းလာပြီးတော့ကျွန်ုပ်တို့လှုပ်တယ်လို့လိုက်လှုပ်ကြတယ်။ဘိုက်ကလေးဒီကောင်းနေခေါင်းကတေးသေးလေး ငရှိမျိုးပေါက်တွေကိုအတင်းထိုးထည့်ပြီးပြန်ထုတ်လို့ရမှာမဟုတ်ဘူးမယုံရင်ကြည့်နေကျွန်တော်လည်းမြောင်းအုပ်ကိုပြစ်ထားပြီးအမင်းလိုက်ရတယ်ဒူနီကကန်ကောင်းထောက်မှစွာတောဝက်တကောင်ကိုရှားခဲ့တယ်ကျွန်တော်တို့တောဝက်ထမ်းပြီးပြန်လာတော့ဟာစက်တွေ့ရင်ကြည်စံဘာလဲကွာဟိုမှာမြောင်းငါးကောင်ငရှိမျိုးနေဆွတ်ပြီးဟိုပြေးတီပြေးဖြစ်နေပြီအေးကွာနှစ်ကောင်ကတော့လဲကြနေပြီကျွန်တော်လည်းလဲကြနေရမြောင်းနှစ်ကောင်ကိုကြည့်လိုက်တော့မှမြောင်းထဲမှာဝက်ချုံကလေပင်ကိုထိုးပေါက်ပြီးတော့တည်နေကြပြီကြံသုံးကောင်ကဟိုပြေးတီပြေးဖြစ်နေတယ် ။ဒါကလေးကကျွန်ုပ်ထံမှာတနက်ကိုယူကာမြောက်သုံးကောင်အားတနက်ထင်နဲ့ရိုက်တက်လိုက်တယ်။တော်တော်ကဲကျင်နေကောင်းနေ။ကျွန်ုပ်တို့မှာတော့ဝက်နဲ့မြောက်ငါးကောင်ဆွဲပြီးရွာကိုပြန်ခဲ့တယ်။မသိမြင်ကပြောလို့မဆုံးတော့ဘူး။ကိုကွတ်တို့တိတ်တော်တာပဲ။ကျွန်ုပ်ကမသိမြင်ရဲ့ချီးကျူးမှုကိုမခံယူနိုင်ပဲငရှိမြုံဆွတ်ပြီးတည်နေတဲ့မြောက်ငါးကောင်ရဲ့မျက်ခွက်ကိုအသေးတန်ကြည့်မိတော့တယ်။ဒီကောင်တော့မဟုတ်ဘူး။ဒီကောင်ဒီကောင်ပဲငါ့အမျိုးမျိုးနှောက်ရက်တဲ့ကောင်ခဲ့ကွာ။ထိုမြောက်ကိုတစ်ချက်ပါပိတ်ရိုက်ပြလိုက်တယ်။ လူကြီးလူကြီးမမသိရဲ့ကောင်းမင်းကိုကောင်းကောင်းချက်စားပြင်မယ်။ထိုနေ့ကကျွန်ုပ်ကိုနှောက်ရက်တဲ့မြောက်သားဟင်းနဲ့သမင်းတဝတပြဲစားလိုက်တယ်။အခုမှပဲအနောက်ရက်ကင်ကင်အမဲလိုက်ရတော့မှကျွန်ုပ်လဲတားကောင်များရထားလို့လေးရက်ခန့်တော့မပြစ်ပဲအနားယူနေတယ်။ငါးရက်နေ့မှတော့ပြင်ရူးမှတော့တဲ့ကိုဝင်ခဲ့တယ်။ဇင်ယူတာနားတယ်မီကျွန်ုပ်နဲ့ဘိုက်ကလေးလဲတော်လန်းချင်းချင်းအတိုင်းဝင်ခဲ့တယ်။ကျွန်ုပ်ကိုနှောက်ရက်မဲ့မြောက်ဆုံမရှိတော့လို့အေးဆေးစွာရှောက်လာချေရမမျောလင်းပဲတသားတုတ်ဖြစ်ခေါင်းကို ြစ်လိုက်ခြင်းကိုခံလိုက်ရပါတော့တယ်။ကျွန်တော်ကြပြခဲ့ရမိုးကြည့်လိုက်တော့တကိုင်းပေါ်မှာမြောက်စုတ်ကတခွိခွိနဲ့လှောင်နေရတယ်။သူ့လက်ထဲမှာတော့ငရှင်ထောင်နဲ့မြုံကိုကင်ထားတယ်။ကြည်စမ်းဒီမြောက်စုတ်ကမြောက်လေကွာ။ကျွန်တော်လည်းတနက်ကိုလင်းမြစွာဖြုတ်လိုက်ချိန်မှာမြောက်စုတ်ကငရှင်မြုံနဲ့ပြတ်ပေါက်ပြီးပြေးကျတော့တယ်။ဒင်းကမတိသေးပဲဦးတွေ့မယ်တွေ့မယ်။ကျွန်တော်ကကျင်းဝါနေတဲ့လောက်ရောက်စုတ်ကတစ်ပင်ပေါ်မှာရှိနေပြီလိုက်တော့မယ်ရှိရတယ်တွတ်ပြီမနှက်မိုးလင်းလို့ကိုလက်တန့်စင်ပြီ အရှိကုတ်ပြက်မှာအကျန်းတောင်းနေစဉ်ဟောရီကမိုဟင်းကားဆိုတဲ့အတန်ကြောင့်ဈေးတဲ့ဖြစ်သူမက်ခင်ကိုလှမ်းခေါ်လိုက်တယ်။မက်ခင်ရေးလာပါအောင်မက်ခင်ကကျွန်ုပ်ချန်တွင်ကိုဝင်လာပြီးကုတ်ပြက်ပေါ်မှာမိုဟင်းကားတောင်းကိုချတယ်။မသိမြင်ကမိုဟင်းကားတဲ့အတန်ကြောင့်ပကံလုံးနဲ့ဟင်းရီထိရန်ဂျိုက်ကိုယူလာတော့တယ်။ဥတ္တပီဘယ်နှပွဲလဲ။ဖိုက်ကလေးညကအိမ်မပြန်လာတော့နှစ်ပွဲပဲထက်မက်ခင်ကမိုဟင်းကားကိုထိရင်ပါဇက်ကမဆိုင်မတော့ဥတ္တပီတီးပြီးပြီလား။ဘာလို့တီးရမှာလဲ။ ပြီးခဲ့တဲ့အပတ်ကယောက်ျားတစ်ယောက်ထပ်ယူလိုက်တယ်။ဟင်ယောက်ျားယူတဲ့ကိစ္စကိုမကင်ကအင်ဒီအဝယ်စားတစုံဝယ်လိုက်တယ်လို့လွေးကူစွာပြောနေတယ်။မသိမြင်ကမိမပေးပေး။နေပေါင်းဟိုကိုမမောင်လေးရရောမင်းစရာလား။ဟာမူးယူးနေပြီးတော့လက်ကြောတင်အောင်မလုပ်ဒီကြားရဲ့ဇီးရောက်တဲ့ပတ်စံကခိုးသေးတယ်။ဘယ်တုံးကြမလဲ။ဒါကြောင့်တကြီးရှိမှပဲကွာလိုက်တယ်။ကိုမမောင်လေးနဲ့ကွာလိုက်တာဘလောက်ကြပဲလဲ။ငါတို့တော့မသိလိုက်ဘူး။၃လလောက်ရှိပါပြီဒေါ်လေးမြင့်ရဲ့။အခုတယောက်ကရောဘယ်သူလဲ။ ဟိုလေဒေါ်လေးမြင်မှတ်မိလားမနစ်ကရွာဘယံပွဲမှာလာကားတဲ့ဆက်ဘွဲကနှင်းเสียလေရွာမှာကြံရင့်ပြီးတော့ဘုန်းကြီးเจ้าမှာပစင်းဝတ်လိုက်တာလေအခု तू ကလူထွက်ပြီးတော့ဘုန်းကြီးเจ้าမှာကပ်ပြရလုံနေတာအခုယူလိုက်တာ तू ပေါ့ तू ကအတော့စားမရှိဘူးကြုတ်ကလည်းဟင်းချဝိုင်းကိုတည်တယ်တော့မိမောင်နင်းကလင်ပနှစ်ယောက်လေအခုကိုအေးကိုနဲ့ဆိုရင်60ဆက်ပထမလင်ကကိုအောင်စီရသူနဲ့ကလေးနှစ်ယောက်ရတယ်ရွာမှာပိုးထီလို့စုံးတယ် မခင်ကကလေးတယောက်ရုပ်ောက်ရတယ်လို့ပြောရွှင်နေတယ်ကျွန်ုပ်မှအံ့ဩရတယ်။မခင်ကဒီလင်းနှစ်ယောက်ထဲမဟုတ်ကျွန်ုပ်စဉ်းစားကြည့်တော့၄၅ဆယ်ယောက်လောက်ရှိတယ်။သပင်းသက်စီလင်းသက်စီလေးဒါနဲ့၆လလောက်ကြာတော့ကလေးနှစ်ယောက်နဲ့တနာလို့ဆိုပြီးကိုပြုံးချူကိုယူတယ်။တနေ့လောက်ကြာတော့မြိုင်သားမကားလိုက်တယ်ဆိုပြီးပေါ်မလာတော့ကေတော်ပါတော့မခင်ရဲ့နင်းစလန်းကလည်းနားစင်ရတာစိတ်မောစရာကြီးပဲကေကေနင်းလဲဈေးရောက်ရအောင်ပဲကျွန်ုပ်စကားဆောက်ဖြတ်လိုက်တော့မှ မကင်ကမွေးဟင်းကတောင်းလေးကိုရွက်ပြီးခက်တတုတ်ထွက်သွားတယ်။ရှင်းကလည်းဟိုကပြောချင်နေတာကိုပြောပါစေ။မင်းကဒါကောင်းတဲ့အကြောင်းရံမှမဟုတ်တာ။ဒီလိုမကင်နဲ့တွေ့ပြီး၃လခန့်အကြာတနည်းနေ့လေခင်အာနုလာမိုကစိုက်ကင်နဲ့ရောက်လာကတကြီးခေါ်ကြောင်လာပြောလို့အာနုစိုက်ကင်နောက်ကလိုက်လာခဲ့တယ်။တကြီးအိမ်ကိုရောက်တော့အိမ်ပေါ်မှာမကင်နဲ့သူအသက်ဆက်ဆက်ယောက်ျားကိုအီကိုနဲ့ဒုတိယမြောက်ယောက်ျားကိုပြုံးချူတို့ကိုတွေ့လိုက်ရတယ်။ကဲဥတ္တပီလာဆက်မအောင် ကျုပ်လည်းဒီနို့ကိစ္စနားထောင်ရတာဦးလေလိုက်နေပြီဘာဆက်လုပ်ရမှမသိတော့ဘူးကဲနင်တို့ဥတုပီဆုံးဖြတ်တာကိုနားခံကြဒီရမှာဥတုပီကငါအပြင်လူကြီးပဲကြာလာတကြီးကပြောပြောဆိုဆိုအင်အားကိုဆင်းသွားတယ်ကဲမခင်ဘလို့ဖြစ်လို့တကြီးအိမ်ကိုရောက်လာလဲဒီလိုပါဥတုပီကျမမှာလက်ရောင်းနေတဲ့ထီသမားစီကတစောင်းမဲထိုးလိုက်တာအဲ့ဒီအဆောင်ကတိန့်တရာထပောက်တယ်ဟေးဝမ်းသာစရာပဲအဲ့ဒီမှာမြိုင်းသားမှရှိရဲ့ကိုပြုံးချူက ထီသမားတွေစီကကြားပြီးတော့အခုအိမ်ကိုပြန်ရောက်လာတယ်။ပြုံးချိုမင်းကထီပေါက်လို့မင်းမိမစီကိုပြန်လာတာလား။မဟုတ်ဘူးဆရာသမား။ကျွန်တော်အကြောင်းကိုရှင်းပြမယ်။မက်ခင်တို့သားမီးကိုတနာလို့ကျွန်တော်ရွာမှာကြာပန်းလုပ်ပြီးတော့လှုပ်ကြွေးခဲ့တာဆရာသမားအသိဆုံးမှာတနေ့ကားစပယ်ယာလှုပ်ဖို့မြို့ကိုလိုက်သွားတယ်။အိမ်ကိုတလားတိတိပတ်စံပို့နိုင်ပါတယ်။အဲဒီမှာကျွန်တော်တတိကမြိုင်သာကနေမန္တလေးထိကားတွေတိုးချဲ့ဆွဲတော့ကျွန်တော်ကမကွေးဘက်ကိုရောက်သွားတယ်။ ဲ့ဒီမှာကားဒရိုက်ဘာဖြစ်တဲ့ကျွန်တော်ကဒရိုက်ဘာအိပ်ပျော်နေတော့ကားကိုတက်မောင်းလိုက်တယ်။မြင်းလဲကိုဝင်တိုက်မိပြီးတော့မြင်းလဲမောင်းသမားတန်ရရသွားတယ်။ရောစရာပတ်စံမရှိလို့မကွေးထောင်မှာတုံးနေကြသွားတာ။အခုထောင်ကလွတ်ပြီးမြိုင်သားမှာနှစ်ရက်သုံးရက်နေတော့ထီသမားတယောက်စီကထီပေါက်ကြောင်းကြလို့အာရဝန်သားပြန်လာတာပါ။ဒီရောက်တော့သူကယောက်ျားယူပြီးနေပြီ။ဘာလို့ရမလဲ။တကြီးခေါင်းစားတာလဲစားလောက်ပါရဲ့။ကဲကိုအေးကိုရဲ့သဘောကရော။ အခုလက်ရှိကျွန်တော်ပေါင်းနေတော့ကျွန်တော်မရပါပဲကျွန်တော်ကတော့သူ့ယောက်ျားပဲကဲမက်ခင်သဘောကရောကျမလည်းဘလို့ဆုံးဖြတ်ရမလဲမသိပါဘူးယူကျင်နေကိုပြုံးချိုကကျမတို့သားမိကိုတနေ့ကျော်ဆောက်ရှောက်ခဲ့တဲ့ကျေးဇူးရှိတယ်သူပြောက်သွားတယ်ဆိုတာကလည်းအခုသူပြောတဲ့အတိုင်းသိရတော့ပြစ်သွားတာမှမဟုတ်တာသူမှလည်းပြစ်မရှိပါဘူးကိုကြီးကလည်းအခုအတူတကွာလောက်ကန်စားတောင်းနေရသူ့တနာတယ်ကျွန်တော်ခေါင်းကုတ်ရတယ်ခေါင်းပြောင်ပြောင်မှာကုတ်ရများပင်ထင်လာတယ်ကေတာဆိုအမိတ်ချမယ် ငါပြောတဲ့အတိုင်းလိုက်နာကြဒီနေ့ကစာပြီးမခင်ကပြုံးချုံနေလဲပေါင်းကိုကြီးကိုနေလဲပေါင်းတိန်နဲ့နှစ်ယောက်ပေါင်းစီသုံးယောက်စလုံးခေါင်းရှုပ်သွားကြတယ်အထွန်လည်းမတက်ရဲဘူးထိုချိန်မှစပြီးမခင်နဲ့လင်းနှစ်ယောက်ပေါင်းတဲ့နေတဲ့အိမ်ကိုတခြားရွာမှာအလဲလာသူတွေအထူးဆန်းဖြစ်လို့အိမ်ရှိကိုတွတ်တွားကြည့်ကြတာကရွာပြားကွက်ကြီးတစ်ခုလိုဖြစ်နေတယ်တကြီးပါစီကကြုံကြိုက်တာအမြဲတမ်းကျွန်ုပ်ကိုမဲရွယ်ကပြစ်တင်စကားဆိုနေမြဲပင်ဥတုပြီလို့လှုပ်လိုက်ပြောစရာကြီးပဲကျွန်ုပ်တို့ရွာမှာ တအိမ်တဲ့လင်းနှယောက်ပေါင်းနေတဲ့အိမ်ဆိုပြီးထူးထူးခြားခြားတရွာကလာကြည့်ရတယ်လို့ဗျာအံ့ရောအံ့ရောပဲပူပြင်း၆တွေ့ရဲ့နေရာဒီမှာကျွန်ုပ်တို့မိုးဆိုးနေနဲ့တောပြစ်ထွက်ရန်လက်တုံတက်ကြတယ်နေအပူတန်းကြောင့်တောကောင်များကအေးတဲ့အရက်ရှုံမြောင်းနဲ့ချုံနယ်ပိတ်ပေါင်းအရေးကောင်းတဲ့နေရာများမှာအပူတန်းကိုရှောင်ရှားကြတတ်တယ်အရက်မဝင်လာနဲ့တော့စော်လိုက်ပါညနေအေးချိန်သို့မဟုတ်ညခါများမှသာတားကောင်ရှာထွက်တယ်လို့အညောင်းပြေညာပြေလဲလမ်းလျှောက်ကြတယ် မိုးရင်းခါဆိုရင်တော့တားကောင်တော်တော်များများဟာကုတဲပဲဖြစ်ဖြစ်မိုးပေါင်မကျနိုင်တဲ့တပင်ကြီးတွေအောက်ပဲဖြစ်ဖြစ်မိုးကိုတက်ကြတာမို့အဲ့ဒီခါလဲတားကောင်လည်းရှာရခက်တယ်ရိုးမာတွေကမိုးဆိုတာရွာရင်လဲရက်ရှည်ရွာတက်ကြတာမဟုတ်လားမိုးရင်းဆိုရင်ဘာတားကောင်မှမရတာကျွန်ုပ်နဲ့ကြောင်းစရာလေးကိုကြည်နိုင်တို့ပြောနေစကားဝိုင်းကိုမသိမြင်ကတစ်ချက်မျက်စောင်းထုတ်ကြည့်လိုက်ပါတယ်အဲ့ဒါပဲဆရာလေးရေနှွေဆိုတော့လဲပူလို့တဲ့မိုးခါကြတော့လဲမိုးရွာလို့တဲ့ဘယ်မှာတားကောင်ရှာလို့ရမှာလဲစင်ကျင်စင်လက် စင်မတ်တက်တွေနဲ့မပြောချင်ပါဘူးဆရာလေးရဲ့ဒီမှာမသိမြင်ကျောက်လိန်ညာပြီးပြောနေရမှာပေါ့တော်ရဲမှာဘာသားကောင်းမှရမှာမဟုတ်ဘူးချိန်ညောင်းတာပဲအဖက်တယ်မဲ့ကိစ္စကိုပြောနေတာကေတာဆိုဘာနဲ့ဓမင်းစားမလဲကိုရင်ဘိုးစားဆိုင်ကစံကြွေးစီကြွေးတွေလဲပင်းခိုက်နေပြီတော့ကဲကဲစကနိုင်လူမနေကြပါနဲ့တော့တော်တော်ကြာရန်ဖြစ်ကြပါအောင်မယ်လိုင်းကိစ္စတော့ပြောမလို့မိနေပြီဆရာလေးကဟန်တာလို့ကျွန်တော်လည်းဆက်မပြောတော့ဘူးအတိုက်ခံလို့ချင်တာပဲတည်တယ်ဒီလိုပြဥတ်တုတ်ပြီးရဲ့ ကျုပ်ရဲ့စတဲ့အကြောင်းမှာအင်သာကလုံလုံလောက်လောက်မရှိဘူးဗျာအင်သာအစ်ဆောက်ကျင်နေအဲ့ဒါအင်သာချင်းတူးမဲ့လူကိုရှာပေးနိုင်မလားလို့ဩရှိပါတယ်မပူပါနဲ့ကာလာပေါ့စီအတိုင်းလဲပြီးပါမယ်လို့ပြောပေးပါတော်တော်ကြာကြောင်းကိစ္စပတ်စံမရပဲထင်မှာဆိုလို့ငွေလေးနဲ့ဆိုရင်ပိုကောင်းတာပေါ့ဒါဆိုရင်မနေ့ပြန်မနေ့တခါလေးသာခေါ်လာခဲ့တော့ဗျာအခုလိုကိစ္စမျိုးအကူညီတောင်းရတာအားတော့နာပါတယ်ဗျာမဖြစ်တာလို့ပါအားနာစရာမလိုပါဘူးဒါရွာအကျိုးကလေးတွေအကျိုးပဲဟာဟုတ်ပါတယ် ဥတ္တပီလိုနိုင်ငံကျော်မုံဆိုးကျော်ကြီးကိုအိမ်သာချင်းကိစ္စပြောရတာအရန်အားနာပါတယ်အားမနာပါနဲ့ဗျာဝေသာယမစာပါဒီလိုနဲ့ဆရာလေးပြန်သွားပြီးနောက်ကျွန်တော်လည်းတစ်ချက်တန်းဝင်လိုက်ပြီးကပြင်ပေါ်ခေါင်းလေးချပြီးအိမ်မယ်အဖြစ်မသိမြင်ရစူးရှာကြေလောင်တဲ့အတန်ကထွက်ပေါ်လာတယ်ဒီမှာကုတ်တပ်ပြီးဗာလဲဒီအိမ်သာချင်းတူရင်လောက်ခဘလောက်ရမလဲอืมစိတ်မနဲ့တွက်ကြည့်တာကတော့၄-၅တောင်းမယ်ထင်တယ်ဗာကျွန်တော်ရဲ့အဖြစ်ကြောင့်မသိမြင်ထခုံမတက်ဝန်တာသွားပုံရတယ် ဘာ9000တောင်ရမယ်အံ့ရောပဲဒီတော့ရှေရှေဝေးဝေးပြောမနေနဲ့မနေ့ပြန်ရှင်းတဲ့ဘိုက်ကလေးအဲ့ဒီအိမ်သာကျင်းသွားတူဘာပြောတယ်ဘာပြောလိုက်တယ်ကြားတဲ့အချိန်ပဲအိမ်မှာဆက်မရှိတော့ဘူးနောက်ပြီးဈေးဆိုင်ကအကြီးတွေကလည်းများနေပြီဒါတွေကိုမဆက်ရင်ကိုရင်ပိုးစာမိမမထေးကအာကျန်းရှာကျန်းနဲ့လာရန်တွေ့တော့မယ်ဟာကွာမသိမြင်ရဲ့ကျုပ်လိုနိုင်ငံကျော်မိုးဆိုးကြော်ကြီးကိုအိမ်သာချင်းတူးခိုင်းရတယ်လို့ရှင်နိုင်ငံကျော်ကပြုတ်စားလို့မရဘူးတော့ အခုငွေ၄၅တောင်းဆိုတာကနည်းလားရှင်တို့နှစ်ယောက်လုံးလိုက်ပြီးပြီရှင်စဉ်းစားမနေနဲ့ဘသူမှလည်းခေါ်မပေးနဲ့စဉ်းစားပါအောင်မသိမြင်ငါလိုနိုင်ငံကျော်တယောက်ကြီးရွာမျက်နာရှိခုံရှိလူကြီးရှင်တော်ပါတော့ဒါရီဘိုင်းမဝအကျွေးမကြည့်ဘူးကျွန်တော်လည်းခံပြင်းပြင်းနဲ့တပတ်လေးပခုံးပေါ်တင်ကရွာလေးကိုထွက်ခဲ့ပြီးအိတ်ခါနီးမှအိမ်ကိုပြန်လာပါတော့တယ်ညတရင်တို့တော့ခြေရင်းမှာတရှုံရှုံငိုနေတဲ့မသိမြင်ကိုတွေ့လိုက်ရတယ်ဘာဖြစ်လို့ငိုနေရလဲ မနေ့ကမထီးအိမ်ရှိမှရန်တွေ့ပြီးတော့အကျွေးလာတောင်းတယ်လူတွေဝိုင်းကြည့်ကြတာအခုတွင်းတွင်းရှက်လို့ငူးနေရတော့ကျွန်တော်မသေးမြုံကြည့်ကစိတ်မကောင်းဖြစ်သွားတယ်နောက်တနေ့မနေ့စောစောဘိုက်ကလေးကိုအသာနှုတ်ပြီးပေါက်တူးပေါက်ပြားများအောင်ယူကဆရာလေးကျောင်းကိုထွက်ခဲ့တယ်ကျောင်းကိုရောက်တဲ့အခါဆရာလေးအပြင် တကြီးပါးစီနဲ့ရွာသားတချို့တွေ့လိုက်ရှာတယ်ဟာဥတ္တပင်အင်တာချင်းတူးမဲ့သူတွေရခဲ့ရလားကျွန်တော်မှမချိသွားပြေပြုံးပြရရတယ်။အော်ဥတ္တပီကလည်း ရီပဲပြနေရပဲဘယ်မှာလဲအိမ်သားကျန်တူးမဲ့သူတယ်။ဟာခက်နေပြန်ပါပြီ။ရီပဲနေတော့တာပဲပြန်ဖြေပါအောင်။ကျွန်တော်ကိုစားပိုက်ကလေးကဝင်းပြီးဖြေလိုက်တယ်။ဒီလိုပါ။အိမ်သားကျန်တူးမဲ့သူတွေက ကျွန်တော်နဲ့မြန်ရစာတွတ်ပြီး"ဟေးကျွန်တော်ရဲ့ဘဝတသက်တာမှာမျက်နာကိုဓာတ်ဖြက်အယံမုံးပြင့်ချင်စိတ်ပေါ်ထွက်လာမိတယ်။"အော်နမဲကပြုတ်စားလို့မရပါလားနော်။"တနေ့မှာတော့ကျွန်တော်တွတ်ပြီးကအိမ်ရှိကုတ်ပြက်မှာထိုင်နေရင် ဒီကနေ့အတွက်ဘလူသားကောင်ကိုဘလူဖြစ်ခတ်ရရင်ကောင်းမလဲလို့စိတ်ကူးထဲမှာတွေ့ရစက်တဲ့အရေးကောင်းဒိန်းအောင်ပြဆုတ်တယ်လို့ဝင်လာသူမှဘသူပါလဲအစူညာအော်ငေါ့ဆို မတီးမြင်မှလွဲပြီးတော့ဘသူဖြစ်မလဲမိတ်ဆွေစိုးစမ်းမြင်ရှင်ကတီဗီလဲမကြည့်ရှင်ပြောရမှာမောတယ်ရှင်ဒုံးဝေးလို့ဟိုက်နင်းတိုင်ကိုဘတာကိုမကြည့်ရမကြည့်ရလို့အပြစ်ဖြစ်နေပြီဖြစ်တာပေါ့ရှင်အခုတီဗီမှာဘာတွေပြနေတယ်လဲရှင်သိလားဟေးဘာတွေပြနေရလဲဇီတော့အုပ်စုအပိုင်းစီးထားတယ်နောက် ရွှေအုပ်စုအပိုင်စီးထားတယ်။အခုအပိုင်စီးထားတာက ပဆိုးအုပ်စုရှင်ပဆိုးတည်ရလား။ဟွန်းအဲ့ဒါကြောင့်ဒုံးဝေးတယ်ပြောတာပေါ့။အာအာရရာကြည့်နေတာကတော့အပြစ်မဖြစ်မကြည့်တဲ့လူက အပြစ်ဖြစ်ထူးဆန်းပါပဲနဲ့။အဲ့ဒါကြုတ်ထီးတချောင်းဝဲချင်လို့ဟိုက်ဆိုင်းမစင်ဘုံမစင်ပဆိုးအကြောင်းပြောနေရကဘယ်နဲ့ထီးဖြစ်သွားတာပြန်တာလဲ။ထီးလဲရှင်တီဗီမှာကြော်ညာတဲ့ထီးလေးတွေကတိတ်လာတာရှင်။မြင့်ကိုတချောင်းလောက်ဝဲပြီးနော်။တို့မှရှိတဲ့ပတ်စံနဲ့ဘလို့လောက်ပြီးရမှာလဲ။ ဒါဆိုရင်လည်းပြီးရောမချစ်ဘူးလို့မှတ်နိုင်မယ်။အေးမသိရင်ကခြေပေါက်ဆက်ပေါက်ဆက်နဲ့မိဖို့ဘက်ကိုထွက်သွားတယ်။ကျွန်တော်လည်းစိတ်ရှုပ်တာနဲ့လက်ဆွဲတော့နှလုံးပြိုရွှေကဘိုက်ကလေးကိုခေါ်ပြီးရူမတော်ကြီးတွင်ကိုဝင်ရောက်ခဲ့ကြတယ်။လာဟိဘိုက်ကလေးရူမတော်ကတိတ်သေးထူထပ်တဲ့ဗဒါသားဖြစ်ကျွန်တော်တို့စီကြိုပါတော့တယ်။ခင်တန်းကုန်းမြင့်လေးပေါ်မှာကျွန်တော်တို့ထိုင်အမောဖြေနေတယ်။ကျွန်တော်တို့ကအပေါ်စီးကြတယ်။ကျွန်တော်တို့လည်းရူမတော်အတွင်မှာအမဲကောင်ကိုရှာတယ်။အချင်းကစောင်းဥပဝင်ခါစားမှု မြူနင်းတို့ကဝေးနေပါတယ်။ရှေ့တမျိုးတစ်ခေါ်မှလွင်ပြန့်ကိုတွေ့ရတယ်။အလိုဟိုလွင်ပြန့်မှာကြိလိုက်ဆန်းဖိုက်ကလေး။ဘာလဲဆရာတော့ဟိုတက်ပင်ခြုံဆုစုဘေးမှာတရွရွရလမ်းလျှောက်နေတာလူတူးမို့လား။ဟုတ်ပါတွေ့ပြီဆရာတော့ထီကြီးစောင်းထားတယ်။ဤကွယ်ခီးသွားလေလား။နင်းခါမိုးကပူပြီးကြာလာတယ်။နင်းမိုးကြာလာလို့ထို့သူကထိဖွင့်စောင်းလာပုံရတယ်။ခက်ဝဝဗျ။ဟဲ့မမမြင်နေအောင်တူသေးတယ်။ဟုတ်ပါမမမြင်ကဆရာတော့ထီးဝဲမပေးလို့ သူ့ဘာသာသူသွားပြီးတော့ထီဝယ်ပြန်လာတဲ့အထက်ဟာဟုတ်ပါမလားဟာကျွန်တော်လည်းလွင်ပြန်မှတဖြည်းဖြည်းလမ်းလျှောက်လာသူကြည့်လိုက်ရှာဟုတ်ပါခက်ဝဝနဲ့မသေးမြင်များလားကျွန်တော်တို့လည်းထိုးလူကိုသာဂယုတဆိုင်ကြည့်နေရထိုးလူမှာကျွန်တော်တို့ရှိရာကိုလာနေပုံရတယ်တရွေ့ရွေ့စောင်းစားနေခြင်းကကြာလာပါပြီဒီလိုနဲ့အဆုံးရောက်တဲ့အခါမှာတော့အနည်းရောက်မှမသေးမြင်လားကြည့်လိုက်ရှာဟာဒါဒါမသေးမြင်မဟုတ်ဘူးပြဟပြက်ကျွန်တော်လည်းထိုးခါမှာနှလုံးပြို့ထိုးချိန်ပြီးပြစ်ချလိုက်ရတယ် ကိုရိုက်ရန်အပောက်ွယ်တံကစူညံမိဟိသွားပါရယ်ရန်ကိုမြောင်းဝေးလာတဲ့ထီးဆောင်လာသူကရုတ်တရက်လန့်ပြန့်သွားပြီးနောက်ကျောင်းလှဲကတဟုံတို့ပြေးလီတော့တယ်ဓီးကိုလည်းဖြစ်ချခဲ့တယ်အလာတော့ကမတ်တရက်လျက်အပြန်ကျတော့လေးဘက်ထောက်ထီးဆောင်လာတဲ့အရာကလူမဟုတ်ဘူးမတ်တက်ရှောက်တက်တဲ့ဝက်ဝံကြီးတစ်ကောင်သားနှင်းခါမှုကြလာလို့အချမ်းတက်တာရန်တောင်ထန်းရွက်လက်ကိုချိုးပြီးတော့ထီးတဲ့ခွေလှုပ်ဆောင်လာခြင်းပဲမထီချင်းကမရှောင်တဲ့ဖြစ်မရှောင်ရင်လွတ်တယ်တော့ဆရာတော့ဝက်ဝံကြီးကပြေးကြည့်ပြီး သူဆောင်းလာခဲ့တဲ့တောင်ထမ်းရွက်ကြီးကကြကြရစ်ခဲ့ပြီးဒီနေ့ကကျွန်တော်ဖို့စနေနေ့နှစ်ခါကြိုးပေးတယ်အိမ်မနေစင်ကမသိမြင်ကထီးပူစားတယ်နာအီမလားဆိုပြီးတော်ရဲဝန်လာကမှထီးဆောင်းလာတဲ့ဝဝွန်ကြီးနဲ့ကြုံရတယ်ကျွန်တော်တို့ကရိုးမတော်ရဲမှာဝဝွန်ကြီးဆောင်းခဲ့တဲ့တောင်ထမ်းရွက်ထီးကိုဆောင်းကနင်ခါမူအောင်မှာပေပေကြီးရက်လျက်ဒီနေ့ကံမကောင်းပါလားဒီနေ့မှာတော့ကျွန်တော်တို့ပြည်နဲ့တပည့်ကျော်ဘိုက်ကလေးတို့ဟာကြုံတိုင်းကြီးလက်ကိုအလေရောက်လာတဲ့ အပျော်တန်အမဲပြေဝါဒနာရှင်ကိုခင့်ကိုတော်လေပြည့်ရန်ရိုးမာတော်ကြီးအတွင်းကို အပြင်းခေါ်ခဲ့ပြီးဖြစ်ပါတယ်။ကိုခင်ဝစားထားပုံရှုပါအောင်အုတ်ထုတ်ပြောကြီးကိုစောင်းထားတဲ့ကောင်းမွန်လို့လို့အုတ်ထုတ်မှာသူ့ဦးခေါင်းနဲ့အစမတန်ကြီးနေရကခြေလေးငါးလမ်းမှာတစ်ချိန်စီငိုင်းငိုင်းကြနေကြရာအုတ်ထုတ်ငိုင်းကြတိုင်းရှေ့ကိုဘာမှမမြင်ရတော့လို့ဟန်ချက်ညီညီဆွဲဆွဲတင်နေကြပါတယ်။အင်ဂျီကအာဖရိကတော်ရင်လိုက်မိုးဆိုးများလို့ကြောင်ကြောင်ကြကြ ဘောင်းမီကငှားလာတဲ့ထင်းနဲ့ပွားရှာတစ်ပြည့်ကပန်းနဲ့စူးစီးချင်းောင်းထားရာချီတဲ့နေရာမှာချက်ရက်နေပြီးလွတ်တဲ့နေရာမှာမိဘုံပြန်လို့ဖူဖောင်းနေတယ်။ဖနက်ကတော်လေးသားနာတယ်လဲရှိဖနက်ကျွန်ုပ်လိုဖနက်မျိုးတော့မဟုတ်ဘူးဥချွန်ချက်အားလုံးချုံငုံကြည့်လိုက်တော့အပျော်တမ်းဝါသနာရှင်မိုးဆိုးကလေးကိုခိန်မှာကြောင်စီစီနဲ့အတော်ကလေးသနာွယ်ကောင်းလာတယ်။အော်မောင်ခိန်မောင်ခိန်မျက်စိကမှုန်ရှာလို့ဒီဂရီမှန်ထူးကလည်းတတ်ထားသေးတယ်။ မျိုးရက်မှနေရကြလို့မျက်စီမှုံသွားရတာပါဗျာအပါလှမလှတနက်ကိုလွှဲထားပုံကအခန့်ရက်စတိုင်ကတော့တင်းနေသူကဝတ္ထုတွေတဲကမိုးဆိုးဇက်လိုက်များကိုအတူကူထိုင်ရှိလို့ကျွန်တော်နဲ့ဘိုက်ကလေးမှာတကယ်တကယ်ကြီးလက်မိုးဆိုးဆက်ဆက်မိရောဖလာဦးဆက်တော့တားကောင်တွေ့ရင်ကျွန်တော်အရင်ပြစ်မယ်နော်ဆရာတို့ကျွန်တော်ဦးစားပေးအဲ့ဒါပဲကြည့်ကိုခင်းကမိုးဆိုးထားနားမလဲတောတဘာဝလည်းမသိတလိမ့်ဆန်မိုးအချင်းစရိုက်လည်းကြက်မိဟန်မတူး ပြက်ကွင်းကိုကျူးတင်ဆယံရိုက်ထားလိုက်ပုံများဟန်မချလိုက်တာရိုးမတော်ကဝေးစွာနှက်ကြောလှပါလားခင်နန်းတော်ဆက်ခင်ဆက်ရှုံမြောင်ခြောက်ကဘာတို့ကိုဖျက်တမ်းခဲ့ရတယ်ဟောတော်တော်တန်တက်တက်ကြရတယ်ဒင်းတို့ကကျွန်တော်ရက်လို့သားရက်လိုက်ရတယ်ဘာမှကြားရမတို့ဘူးဘိုက်ကလေးကအင်ဒရီရရနားဆွနေကိုခိန်ကအားနေလာတဲ့ပါဝါမျက်လုံးများပြပြူးစီစီပြကြည့်ရင်တနက်ကိုစနေတယ်ဒင်းကကျွန်တော်တို့လိုဝါရင်တပိုင်းရင်ကျွမ်းကျင်လိမ်မှာဖျက်လက်တဲ့ ။မိုးဆိုးကြီးနှစ်ယောက်ပါလို့ဒင်းဘဝကိုလုံခြုံနေပြီလို့ယူဆနေရရှိတယ်။ကာပါရှိရဲ့နောက်ဆုံး။တောဘတ်။ဟင်တောဘတ်ဟုတ်လား။ဘဲမလဲကျွန်တော်ပြစ်မယ်နော်။ကိုခင်ကအငမ်းမရပဲတနက်ကိုဟိုချင်းဒီချင်းဖြက်ကခုံဆွားခုံဆွားဖြစ်နေတယ်။ကျွန်တော်ကအလွန်တရာစိတ်ပြတ်သွားလို့ဒင်းရဲ့တင်ပါပိန်ရွှော့ရွှော့ကိုသာဖနောင်းနဲ့တားတားဆောင်ဆောင်ကကံပြင်းလိုက်ချင်တော့တယ်။ကိုခိန်ကရှိတ်ချုံစီပြေကတ်သွားတယ်။ဟာဟိကဟိကောင်ရှေ့မသွားနေအောင်နင်း။ဒါချင်မရတော့ဘူး။တွေ့ပြီတွေ့ပြီ။တော့ဘတ်တော့ဘတ် ခိန်လက်တံတစ်ချက်ပေးလိုက်မယ်ရှောင်းမရော့ကိုခိန်ကတော့ဝက်ကြီးကိုတနက်ပြက်ထိုးချင်ပစ်ချလိုက်ပါတယ်ကျွန်တော်တို့လည်းတားချင်မရတော့ဘူးနီးရတပင်ကိုအကွက်ယူထားရတယ်ဘိုက်ကလေးကရမနီပင်ကြီးနောက်စီကိုတိုင်းမင်းထိုးဝင်လိုက်ပါတယ်အပြည့်ပြက်ကမြန်ဆန်လှပါပြီလက်တပြက်ကိုခိန်ပြစ်လိုက်တဲ့ကြီးစံကတော့ဝက်ကြီးကိုကောင်းမွန်စွာထိမှန်ပါတယ်အနီးကပ်ကိုဒါပေမဲ့တော့ဝက်ဆိုတဲ့တံတဝါမျိုးကအလွန်တရာကြောက်ပွဲကောင်းလာတယ်မျက်စိတမိတ်လက်တပြက်အတွင်းမှာပင်တော်ဝက်ကဘုံကနေလေးကြရာမှာ ူးလဲထကရန်ွေလာရကိုတဟုံတို့ပြန်ပင့်ပတ်လိုက်ရာမုံစိုးလေးကိုခင်မှာရှောင်ကျင်မရလိုက်ဘူးတောဝက်အပတ်ကိုခင်လွင်ကျွန်ုပ်ကအပြစ်တောဝက်ကမြေပြင်မှာမှောက်လျက်ကိုခင်ကပက်လက်ဘိုက်ကလေးကလှမြန်စွာပြေးပြီးတောဝက်ခြေတကခွေးကြောကိုဓာနဲ့ဖြတ်ပစ်တယ်စိတ်ချရအောင်ကိုခင်ကအတန်ငွေငွေကျန်နေသူ့ခန္ဓာကိုအောက်ပိုင်းကသွေးတွေရွှဲနေတယ်ဒဏ်ရာပြင်းပုံရတယ်ကျွန်ုပ်ကကိုခင်ရဲ့ဘိုက်ကိုကြည့်တယ်တော်သေးတယ်ဘိုက်ကမပွင့်ဒဏ်ရာကဘိုက်အောက်ပိုင်းမှာ တော်ဝက်ကိုစစ်ဆေးရာကိုခင်းကြည်စံရာကအတော်ပင်အားရစရာကောင်းတယ်။တော်ဝက်ရဲ့ခေါင်းမဝင်ကကိုနောက်ပိုင်းမှာကြည်စံပြန်ထွက်လျာကပယ်အိမ်နဲ့ကြည်စံထွက်ရာတန်းနေရာကတော်ဝက်ကကပယ်အိမ်မရှိတော့ဘူးလွင့်ထွက်ရာမှာပါသွားတယ်။ကျွန်တို့ရဲ့ကိုခင်းကိုလည်းမြိုင်းသာစည်းရုံကိုပို့ရာဆရာဝန်ရဲ့အတည်ပြုချက်ရာသိရတာကခင်များတို့မို့ဆိုကတော့အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူးဗျာ။ဒါပေမဲ့သူ့ဘဝတသက်သာလုံးလုံးရကနေပြရတော့မယ်အနေထားရှိတယ်။ ။ဖိုင်ကလေးကတော့မသက်ရှိမောနေတယ်။တောပရင်တောဝက်နဲ့တောပရင်စိတ်ကြီးဝင်ကိုခင်းကကန်တူအကျိုးပေးပါလား။အော်ကာလာဝေဘတ်နောက်ကိုတက်ပါလား။ဒီနေ့ကမကောင်းပါလား။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအပင်းနာဆက်နေတော့လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။